ဦးအတန့်ရောင်နာဆိုပြီးအတင်းခွဲစိတ်မဲ့လှုပ်ခဲ့တဲ့ရန်ကုစေယုံလက်ကလှုပ်ခဲ့တဲ့လူနာဖြစ်စဉ်အလုံးပဲမင်္ဂလာပါ Audio by Quizo Channel ကနေကြိုဆိုလိုက်ပါတယ် Channel လေးကို like and subscribe မနစ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်စေယုံတွေရဲ့ပေါ်ဆမှုတွေကိုမပြောတော့ဘဲနေမလို့ဒါပေမဲ့လည်းတည်တင်ပြီးအလုံးတတိထားရအောင်လို့ပါဆိုပြီးရေးတင်ထားတာလေးကိုဖတ်ပြပေးချင်ပါတယ် ကျမရင်းနဲ့ပတ်သက်ရင်ပို့လို့မရပါဘူးเนาะနောက်မှထဖွင့်တဲ့ public ဆေးရုံဆေးကန်းငယ်တွေဆို ပို့လို့တောင်ယုံလို့မရပါဘူးအိမ်ကညီမငယ်ဆုံးလေးက24ရက်နေ့ညမှာဘိုက်ဆောက်ပါတယ်ပုံမှန်အောင်နေကြပုံစံနဲ့စဖြစ်ပေမဲ့ဒီတခါသူအောင်နာကဆေးရုံတန်းပြေးရမယ့်ပုံလိုဖြစ်နေပြီးမျက်ခုံတွေမျက်တောင်တွေကအစကောင်းကောင်းမခတ်နိုင်တော့လို့25ရက်နေ့မနက်မှာ အိနာကတိုင်းတော်ဝင်ဆေးရုံ သွားခဲ့ပါတယ်။အစာရင်ဦးလန်းချောင်းဆရာဝန်ကဦးအတက်ရောင်းတာဆိုပြီးတန်းပြောပါတယ်။ခွဲစိတ်ရမယ်ပြောတော့ကျမတို့လည်းအချိန်မလင့်ခင်မှာခွဲမယ်ပြောတော့တီးတန့်ခဲမရသေးလို့ဆရာလည်းရချင်းပြန်ကြည့်ပြီးမှ ပြန်ပြောမယ်ပြောပြီးကျမတို့ကိုစိတ်ချရအောင်ဟောမှထားပါတယ်။တညာလုံးလဲဘိုက်အောင်နေတဲ့ကလေးရဲ့ခရင်ကို ဘေးကရွာသူမတွေကခဏခဏလာဆောင်တွန်းလိုက်နဲ့ပြောလို့လည်းမရပဲတညာလုံးအတော်ခံလိုက်ရပါတယ်26ရက်နေ့မနေ့ကျတော့ခွဲဖို့တေးကြပါမယ်အခန်းလေးမရသလိုဆရာလေးလာမကြည့်အားသေးလို့ဖုံးထဲကနေနောက်ဆေးရုံတစ်ခုဖြစ်တဲ့ခိုင်ဆေးရုံကို ပြောင်းခိုင်းပါတယ်ပွဲကအဲ့မှာစတာပါပဲခိုင်ရောက်တော့မှအထရာဆောင်ရိုက်တဲ့ဆက်မရှိလို့တဲ့ ချမ်းသာကြီးစေုံကို ပြေးပြီးထက်ရရသေးတယ်။အမန်ချစီဖြစ်နေပေမဲ့လူအများကြီးကိုတန်းစီစောင့်နေရသေးပါ။အလဲကျရိုက်မယ်ဆိုတော့ရိုက်ပြီးတဲ့ဆရာကဥအတက်ပေါက်သွားပြီးပြောလို့ကျမတို့လည်းအမြန်ဆုံးခွဲပေးဖို့ခိုင်စေုံကြီးကို ပြေးပြီးဆရာဝန်တွေကိုဘယ်ချိန်ခွဲမလဲဆိုတာမေးတော့ဆရာကနှစ်နာရီခွဲလာမယ်ပြောပါတယ်။အချိန်ကျတော့ရောက်မလာပဲ။သုံးခွဲဆိုပြီးထက်ချင်းပါတယ်။ ဂျားထဲမှာသူတို့ကလိုင်တော်ဝင်ကနေထိုးပေးလိုက်တဲ့ဆေးတွေကိုသေချာမမြင်တာလားမမေးမိတာလားကော်နက်ရှင်ပြတ်နေတာပဲလားမသိပဲထိုးပြီးဆေးတွေထပ်ထိုးမယ်လို့လို့ကျမတို့ကဘာဆေးလဲမေးတော့မှတိုက်ကြည့်ပါအောင်ဆိုလို့မလိုတော့ဘူးထိုးပြီးသားဖြစ်နေတာပါဆေးမှမထိုးမိတာအချိန်မှီသွားတယ်အဲ့လိုနဲ့ကလေးကစောင့်ရင်းနဲ့ပူပူအောင်လာလို့ကျမလဲသူတို့ကိုသေချာမေးမြန်းပြီးဆရာရောက်နိုင်တာသေချာလားမေးတော့ ၄နာရီမှဖြစ်သွားပါတယ်။မထူးတော့တာနဲ့ကျွန်မလည်းအချိန်ထက်မဆောင်နိုင်တော့ပဲဆေးရုံပဲပြောင်းပေးပါဒီမှာဆက်မထားနိုင်ဘူးအသက်နဲ့ရင်းထားရတဲ့ကျွန်မတို့ကလေးနဲ့ဆေးရုံဘက်ကဒလေးနဲ့အဆင်မပြေတော့ဘူးဆိုတာကိုမရပဲခွဲကန်းထဲမှာမေဇီးဆီယာမကရောက်နှင်နေပြီဆိုပြီးကလေးကိုဆွဲခေါ်သွားတယ်။ဆေးထုတ်ဖို့ပြင်နေတဲ့အချိန်ကျမကလည်းခွဲစိတ်ဆရာဝန်မလာသေးပဲဒါဘလို့မှမဖြစ်နိုင်ဘူးရက်ပေးဖို့အကြောက်ကံငြင်းငြင်း ူတို့ဘက်ကလှုပ်ပေးလိုက်ရင် ခလေးကအသက်အန္တရာယ်တောင်ရှိတယ်ဆိုပါတယ်။ကျမကတော့ပန်းလှိုင်ပဲပြောင်းမယ်လို့ပြောပြီးပြောင်းလာခဲ့လိုက်ပါတယ်။ပန်းလှိုင်ရောက်တော့24နာရီခွဲစိတ်ဆရာဝန်တွေရောသက်ဆိုင်ရာဆရာဝန်တွေဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပြီးလိုအပ်တာစစ်ဆေးလိုက်တော့ခလေးကခွဲစိတ်ဖို့လည်းမလိုသလိုဦးအတက်ကြီးရောင်နေတာမဟုတ်ပါဘူး။ဦးအတက်ပေါက်တယ်လို့ပြောဆိုချက်ကလည်းမှားယွင်းနေတယ်ဆိုတာ CD scan ရော အထရာဆောင်းရုံထိုက်ရိုက်တော့မှသိခဲ့ရပါတယ်။တကယ်ဖြစ်နေတဲ့ယောဂါကိုဆရာဝန်တွေဝိုင်းဝန်းဖြေရှာနေကြတာနည်းနည်းတော့လူနာကပိုခံရပေမဲ့ယောဂါရှာလိုက်တာဟာမုတ်ချိုအိမ်ရောင်ပြီးတိုက်ဖိုက်ဖြစ်နေတယ်လို့ပြောပါရယ်။ယောဂါတွေ့တာနဲ့ဆေးပေးဆေးတော့ချက်ချင်းလို့တော့ကလေးကတော်တော်လေးတက်တာလာပါတော့တယ်။အကယ်၍သာဦးတက်တာမှားဖြက်မိပြီးဘိုက်ကိုဖွင့်ခဲ့မယ်ဆိုရင်လက်ရှိဖြစ်နေတဲ့ယောဂါတွေကဘာမှသက်ဆိုင်မှုမရှိပဲ ိုဆိုးရွားပြီးအသက်တောင်ကယ်နိုင်တော့မယ်မထင်ပါဘူး။နေလားညလားဖြစ်ကုန်မှာပါ။တနေ့တည်းမှာဆေးရုံလေးရုံပြေးခဲ့ရပြီးဆရာဝန်တွေရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်မှားတွေကြောင့်မတိတဲ့လူနာတွေဘလောက်ခံရပြီးပြီလဲ။မှားယွင်းကုသမှုတွေကိုကြောက်ရင်း private hospital တွေကိုမရွေးချယ်နိုင်ရင်ကောလူတွေအသက်ဘလောက်ပေးဆက်ရမှာလဲ။အဲ့လိုနဲ့ခပြက်ကြီးတွေမှာအပုံးဆရာဝန်နေနဲ့မတွေ့ကြပါစေနဲ့လို့ပဲဆုတောင်းပေးလိုက်ပါရစေ။ ကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစီယာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ audio ပိုင်း quiz တော့ပါ